အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းတွေကိုတော့ဂျန်စီတွေရဲ့တော်လည်ရင်းနှီးစပါမယ်လက်တလုံးမှာဂျန်စီလှုပ်ရှားမှုတွေမော်ရိုကိုနိုင်ငံမှာဖြစ်ပွားနေပါတယ်အရင်လိုအစုအဖွဲ့တစ်ခုခုကတရားဝင်ဦးဆောင်တဲ့လှုပ်ရှားမှုမျိုးမဟုတ်ပဲအခုလှုပ်ရှားမှုကိုတော့ဘယ်သူဘယ်ဝါရီဆိုတာဖော်ပြမထားတဲ့ဂျန်စီအဖွဲ့တွေကဦးဆောင်တာပါ ပါဝင်လှူရှားသူအများစုကတော့လူငယ်တွေဖြစ်ပြီး Gen Z 212နဲ့ မော်ရိုကို U Bikes လို့အမီမဖော်တဲ့အဖွဲ့တွေက ခေါင်းဆောင်ပါတယ်212ဆိုတာက မော်ရိုကိုနိုင်ငံအတွက် နိုင်ငံတကာဖုံးခေါ်ဆိုမှုကုန်နံပါတ်ကိုအသုံးပြုထားတာပါ လူငယ်တွေဟာလူမှုမီဒီယာကွန်ရက်ဖြစ်တဲ့ TikTok နဲ့ Discord လိုနေရာတွေကနေသဆင့်ချိန်ဆပြီးလှုပ်ရှားကြတာလည်းဖြစ်ပါတယ်အဓိကကတော့အစိုးရစက်ကြင်ရေးလှုပ်ရှားကြတာဖြစ်ပြီးကျန်းမာရေးပညာရေးစနစ်တွေပြင်ဆင်ဖို့အာဂတိလိုက်စားမှုတိုက်ဖြတ်ဖို့အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့နဲ့အားကစားပြင်ဆင်မှုတွေထဲပြည်သူလူထုဝန်ဆောင်မှုတွေကိုဦးစားပေးဖို့တောင်းဆိုနေကြပါတယ်လူငယ်တွေကမော်ရိုကိုနိုင်ငံဟာလက်ရှိကျန်းမာရေးပညာရေးဝန်ဆောင်မှုတွေကိုခရုမစိုက်ပဲ2030မှာကျင်းပမဲ့ကမ္ဘာဖလားဘောလုံးပွဲအတွက်အာရုံစိုက်နေရလို့ဆိုပါတယ်။အာကစားယုံတွေစောင့်မဲ့အစားဆေးယုံတွေစောက်ကြဆိုတာဟာမော်ရိုကိုနိုင်ငံဂျန်စီလှုပ်ရှားမှုရဲ့ထင်ရှားတဲ့တွေးကြတဲ့တစ်ခုဖြစ်ပါတယ်။ ဒီကနေ့အထိတော့ဆန္ဒပြပွဲတွေအတွင်းရဲတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသူ၃ယောက်ရှိသွားပြီလို့ New York Times နဲ့ Al Jazeera သတင်းဌာနတွေကထုတ်ပြန်ထားပါတယ်။ဖိလစ်ပိုင်နိုင်ငံကအားပြင်းတဲ့ငလင်ထဲမှာငလင်တန်သိမ်းရှောင်ရင်းလမ်းမှာအမျိုးသမီးတစ်ယောက်ကလေးမွေးခဲ့တယ်လို့ဒုက္ခသည်တဲတွေမှာရောက်နေတဲ့ကိုဝန်ဆောင်မိခင်၃ယောက်ကိုလည်းဆရာဝန်တွေတူနာပြုတွေကကလေးမွေးပေးခဲ့ရပါတယ်။ ပထမအမျိုးသမီးကတော့ငလင်ကျောက်စီဘူးစီတီမက်ဒီကယ်စင်တာစီဘူးမြို့တော်ကျန်းမာရေးဌာနကလူနာရီကို ရွှေ့ပြောင်းရာလမ်းခွလက် စီဘူးမိသက်ဌာနအပြင်ကရှောက်လမ်းမှာမွေးဖွားခဲ့တာပါ ူကိုတော့တာဖွာမီးရဲ့ဆရာဝန်ကြီး Queen Gracia နဲ့အဖွဲ့ကမွေးပေးခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ30ရက်နေ့မှာတော့စီဘူးမြို့တော်ကျန်းမာရေးဌာနကဆရာဝန်တွေနဲ့ဒူနာပြူတွေကပဲအရေးပေါ်သဲတွေမှာရောက်နေတဲ့မွေးလူနာ၃ယောက်ကိုမွေးဖွားပေးခဲ့တာဖြစ်ပါတယ်။မူသည်ထန်စွာရွာသွန်းနေပြီးနောက်ဆက်တွဲငလင်တွေကြာကပဲဆရာဝန်တွေနဲ့ဆရာဝန်မတွေကကလေးမွေးဖို့ကူညီပေးခဲ့ကြတာဖြစ်ပါတယ် စက်တင်ဘာ30ရက်နေ့ကပြင်အားမဂနီကျူ6.9ရှိတဲ့ငလင်ဟာဖိလစ်ပိုင်တောက်ပိုင်းစီဘူးမြို့အနီးမှာဗဟိုပြူလောက်ခတ်သွားခဲ့တာဖြစ်ပါတယ်။ငလင်တဲ့ကြောင့်အ ਨੇ ဆုံးလူ80ယောက်သေဆုံးခဲ့ပြီးတော့လူပေါင်း2000ကျော်ကိုရွှေ့ပြောင်းထားရတယ်လို့ကုလသမဂ္ဂအေဂျင်စီတွေကပြောပါတယ်။ 2026ခုနှစ်ကမ္ဘာဖလားပွဲစဉ်တွေအတွက်လက်မှတ်တွေကိုဗုဒ္ဓဟူးနေ့ကစတင်ရောင်းချနေတယ်လို့ဘောလုံးအဖွဲ့ချုပ် FIFA ကပြောပါတယ်။ဝယ်နိုင်ခွင့်ရှိသူတွေကတော့အရင်လကကန်စမ်းမဲလက်မှတ်မဲဖောက်ဖို့ရှောက်ထားတဲ့လူပေါင်း၄.၅တန်းထက်ကမဲပေါက်သူတွေဖြစ်ပါတယ်။မေပောက်ရသူတွေကိုအီးမေးလ်ကတဆင့်အကြောင်းကြားထားပြီးဖြစ်တယ်ဒါမှမဟုတ်အကြောင်းကြားသွားမှဖြစ်တယ်လို့ FIFA ကပြောပါတယ် အရှင်နိုင်ငံဖြစ်တဲ့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကလွဲလို့ကျန်တဲ့နိုင်ငံတွေအနေနဲ့ဖေနိုင်ငံမှာကံရမယ်ဆိုတာကိုလည်းသိမှတ်ထားသေးပါဘူး။ပွဲစဉ်တွေကဒီဇင်ဘာ9ရက်နေ့မှာအသေးစိတ်ကြေညာမှာဖြစ်ပေမဲ့လက်မှတ်ဝယ်ယူတဲ့ပရိသတ်ကတော့ဖေနိုင်ငံရဲ့ပွဲဖြစ်ဖြစ်ဖေနေရဖြစ်ဖြစ်ခရုမစိုက်ပဲဝယ်ယူနေကြတာဖြစ်ပါတယ်။အခုထိ ရောင်းပေးနေတဲ့လက်မှတ်တွေက48တင်းကစားမဲ့အုပ်စုပွဲစဉ်တွေရဲ့တဝက်တောင်မရှိသေးဘူးလို့ဆိုပါတယ် အဓိကကတော့လက်မဲ့ဝယ်ယူနေသူတွေအတွက်မိခွန်ကဗီဇာဘလို့ရနိုင်မလဲဆိုတဲ့မိခွန်ဖြစ်ပါတယ်ဖီဖာကတော့ပြည်သက်တွေကလက်မဲ့ရဖို့အရင်စူးစမ်းကြတာဖြစ်ပြီးတော့ဗီဇာကိစ္စကိုတော့အတော်များများကနောက်မှစီစဉ်ကြမှာဖြစ်တယ်လို့ဆိုပါတယ်